မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့တိုက်ပွဲများမှာအကြမ်းဖက်စစ်ကောင်စီကတရုတ်နိုင်ငံလုံ drone ကိုရာချီပြီးတော့ဝေယူအုံပြုတ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်တလုံးမှာရခိုင်စစ်မျက်နှာပြင်မှာတရုတ်နိုင်ငံလုံ drone 300ကိုပေးပို့ထားပြီးတော့အဲ့ဒီ drone များနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်စစ်ကောင်စီကတရုတ်နိုင်ငံလုံ drone များကိုမှာယူတင်သွင်းထားပြီးတော့ drone ဘုံများတက်ဆင်အသုံးပြုနေတယ်လို့သိရပါဗါးအဲ့ဒီ drone များဟာစစ်ဘက်ဆိုင်ရာ၃ drone များနဲ့ပါဝင်ပြီးတော့တချို့ drone တွေဟာစစ်ဘက်၃ drone များမဟုတ်ဘဲနဲ့ဗတ်စုံ၃ drone များကိုပြန်လည်ပြုပြင်ပြီးတော့အသုံးပြုနေခြင်းဖြစ်တယ်လို့သိရပါဗါးတရုတ်နိုင်ငံလုံး drone ၃၀၀လောက်ကတော့ရခိုင်စစ်မျက်နှာပြင်မှာတုံးနေပါပြီတခြားစစ်မျက်နှာပြင်တွေမှာလည်းကျုပ် drone တွေကိုပေးပို့နေပါတယ် drone တွေအတွက်ပြင်ဆင်ချိန်ရောတင်ယူချိန်ရောပြီးမြောက်ခဲ့ပြီလို့ပြောလို့ရတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်စစ်ကောင်စီလက်အောက်ခံကာကွယ်ပစ္စည်းစက်ရုံများကလည်း drone နဲ့ကြဲချအသုံးပြုမဲ့ဘုံများကိုတီးတန့်ထုတ်လုပ်တဲ့ unit ဖွဲ့စည်းပြီးတော့ဘုံများကိုစမ်းသပ်ခြင်းထုတ်လုပ်ခြင်းများကိုအများပြားလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အရင်က drone ဘုံအတွက်လက်နက်ကြီးကြီးတွေဖြစ်တဲ့60မမ81မမတို့ကိုဘုံအဖြစ်နဲ့အသုံးပြုခဲ့တော့လဲအခုခါမှာတော့ drone ဘုံများအတွက်ကပ္ပဆဆက်ယုံများကဒီဇိုင်းနဲ့ပုံစံများကိုစမ်းသပ်တီထွင်ထုတ်လုပ်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဒုတိယသမ္မတဦးဟန်နရီဘန်တီယူကိုရာထူးကနေဖယ်ရှားပေးတဲ့နောက်မှာစစ်ကောင်စီကအကြေကျုပ်ချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဧပြီလ22ရက်နေ့မှာစစ်ကောင်စီကကျမ်းမာရေးအရရွေးကောက်ခံဒုတိယသမ္မတဦးဟန်နရီဘန်တီယူကိုရာထူးတာဝန်ကနေပြီးတော့အနားယူခွင့်ပြုလောက်ကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့အတွေ့အကြုံမှုအောင်လင်းတွေးကအမိန့်ထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။ ဒုတိယသမ္မတနှစ်ဦးဟန်နရီဘန်ထီယူကိုအခြေချုပ်နဲ့ဒုဝန်ကြီးအင်ယာမှာထားထားပါတယ်။သူ့ရဲ့ကိုယ်ရေးအရာရှိဖြိုးမြင့်တင်ကိုလည်းတွာလာခွင့်ပေးထားပါတယ်။ဖမ်းဆီးထားတာထက်တွာလာခွင့်ပိတ်ပင်ပြီးတော့ဒုဝန်ကြီးအင်ယာမှာပဲအခြေချုပ်ချထားတာပါ။ဖုန်းတွေလည်းကန်ခွင့်မပြုလို့သူ့မိသားစုဖုန်းတွေပါဆက်သွယ်လို့မရတော့ဘူးလို့စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ဒုတိယသမ္မတဦးဟန်နရီဘန်ထီယူဟာ2015ခုနှစ်ရွေးကောက်ပွဲမှာချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်3ကနေပြီးတော့ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့ကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တအုပ်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ 2016ခုနှစ်မတ်လ30ရက်နေ့မှာဒုတိယသမ္မတအဖြစ်နဲ့ရွေးချယ်ခံရတဲ့သူလည်းဖြစ်တယ်လို့သိရပါဗျ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကရွေးချယ်ထားတဲ့ဒုတိယသမ္မတဦး Henry Banthiu ဟာအကြမ်းဖက်စစ်ကောင်စီအုပ်စုနဲ့ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့်ပါတီဝင်အဖြစ်ကနေပြီးတော့ထုတ်ပယ်လိုက်ကြောင်း NLD က2023ခုနှစ်ဩဂတ်လအတွင်းမှာတရားဝင်ထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါတယ်။2016ခုနှစ်ကနေပြီးတော့2021ခုနှစ်လွှတ်တော်တည်ထောင်ကာလအတွင်းမှာ NLD ပါတီကယုံကြည်စွာတာဝန်ပေးအပ်မှုနဲ့ NLD လွှတ်တော်အမတ်ဦးဟန်ရီဘန်ထေးယူဟာဒုတိယသမ္မတဖြစ်လာခဲ့တော်လဲအခုအခါမှာတော့ပြည်သူလူထုကိုအကြမ်းဖက်နှိပ်စက်ဖမ်းဆီးတပ်ဖြတ်လျက်ရှိတဲ့စစ်ရာဇဝတ်မှုပေါင်းမြောင်များစွာကိုကျူးလွန်နေတဲ့အာဏာလုစစ်ကောင်စီအုပ်စုနဲ့ဇွန်လ31ရက်နေ့မှာပူးပေါင်းဆောင်ရွက်ခဲ့ကြအောင် NLD ပါတီကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဩဂတ်စ်လ10ရက်နေ့ NLD ဗဟုအလုံးမှုဆောင်ကော်မတီကဦးဟန်ရီဘန်ထေးယူကိုပါတီဝင်အဖြစ်ကနေပြီးတော့ထုတ်ပယ်ရန်အများသဘောတူအစည်းအဝေးနဲ့ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။ဦးဟန်ရီဘန်ထေးယူဟာ ြည်သူစံနာကိုသာအဓိကထားအကောင့်ထက်ပေါ်ဆောင်ရွက်ရတဲ့ပါတီရဲ့ရည်ရွယ်ချက်များနဲ့ချမှတ်ထားတဲ့မူဝါဒများကိုလိုက်နာဆောင်ရွက်ပါမည်ဆိုပြီးတော့ဂရိသစ္စာပြုတ်ထားတဲ့အပြင်2020ခုနှစ်ထွေထွေရေးကောက်ပွဲရလဒ်အရာပါတီကိုစားပြုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တအုပ်အနေနဲ့မဲဆန္ဒရှင်ပြည်သူလူထုရဲ့ဆန္ဒကိုအလေးနက်ထားဆောင်ရွက်ပါမည်ဆိုတဲ့ပြည်သူလူထုထံကိုပေးအပ်တဲ့ဂရိသစ္စာများကိုလည်းချိုးဖောက်လိုက်ခြင်းကြောင့်ဦးဟန်ရီဘန်ထီယူအားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ကနေပြီးတော့ထုတ်ပယ်လိုက်ခြင်းဖြစ်တယ်လို့ NLD ကတရားဝင်ကြေညာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးအခုညတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်နဲ့မန္တလေးမြို့ကြီးများမှာလျှက်စစ်မီးအလှည့်ကျရရှိတဲ့စနစ်မဟုတ်တော့ဘဲနဲ့လုံးဝလုံးဝမီးမရရှိတော့တဲ့အခြေအနေရောက်ရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ18ရက်နေ့မေလ16ရက်နေ့မေလ15ရက်နေ့နဲ့14ရက်နေ့တို့ဟာလျှက်စစ်မီးတနေ့ကို2နာရီဝန်းကျင်သာရရှိပြီးတော့ရရှိတဲ့2နာရီဟာလည်းတဆက်သေးမဟုတ်ပဲနဲ့လာလိုက်ပြက်လိုက်ဖြစ်နေတယ်လို့သိရပါတယ်။တချို့ရက်များမှာည၈နာရီကနေပြတ်တောက်သွားတဲ့လျှက်စစ်မီးဟာ နောက်တနေ့မနက်၈နာရီအထိလုံးဝကိုမလာတော့ဘူးလို့သိရပါတယ်အရင်ကအလှည့်ကျလျက်စက်မီရရှိခဲ့တော့လဲအခုအခါမှာတော့အလှည့်ကျမဟုတ်တော့ဘဲနဲ့လျက်စက်မီလုံးဝလုံးဝမရရှိတော့တဲ့အခြေအနေလို့ဆိုရမှာဖြစ်ကြောင်းရန်ကုန်မြို့ကန်တူကပြောဆိုထားပါတယ်မနက်၅နာရီလောက်ကနေပြီးတော့၉နာရီလောက်လာရမယ်အလှည့်မီးလာရမယ်အလှည့်လဲမီးကမလာဘူးအရင်ကတော့ ABC အုပ်စုခွဲထားပြီးတော့မီးပေးချိန်ပြက်ချိန်ထုတ်ထားတာတွေရှိတယ်လေအခုကတော့မီးလာချိန်လဲတတ်မှတ်လို့မရတော့သလိုမီးပြက်ချိန်လဲတတ်မှတ်လို့မရတော့ဘူးမီးကအမြဲတမ်းပြက်နေတယ် အခုဒီမနက်ဆိုရင်လဲမနက်၄နာရီမှာကရေကမီးပြတ်သွားတယ်မေလ၁၄ရက်နေ့ကဆိုမနက်၂နာရီကရေကမီးပြတ်သွားတယ်မီးကမေလ၁၄ရက်နေ့ည၁၀နာရီအထိကိုမလာသေးဘူးလာတော့လဲလျှက်ဆက်မီးအားကမပြေတော့ရေတင်လို့မရထမင်းချက်လို့မရအဲ့ဒီလိုပေါ့လူငရဲပဲလို့ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အမှတ်၄ရပ်ကဥပအိုလမ်းမှာနေထိုင်တဲ့ပြည်သူတို့ကပြောဆိုလာပါတယ်ဒီကနေ့မနက်၄နာရီ၅၅မိနစ်အချိန်မှာလျက်စစ်ဓာတ်အားစနဲ့ချုပ်ရွံ့မှုဖြစ်ပေါ်သွားတဲ့အတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာယာယီဓာတ်အားပြတ်တောက်နေတယ်လို့သိရပါဗျ ဓာအားပြန်လည်ပေးနိုင်ရေးအတွက်အချိန်နဲ့တပြင်းညီကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကိုရန်ကုန်လျှက်စစ်ဓာအားပေးကော်ပိုရေးရှင်းကကြေညာချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။အလားတူပဲမန္တလေးမြို့မှာလည်းလျှက်စစ်မီးလုံးဝလုံးဝမရရှိတော့တဲ့အခြေအနေစိုက်ရောက်နေတယ်လို့သိရပါတယ်။တရက်ကိုလျှက်စစ်မီးနှစ်နာရီဝန်းကျင်သာရရှိတော့တယ်လို့မန္တလေးမြို့ကံပြည်သူတွေကပြောကြားထားပါတယ်။မန္တလေးမှာအေပီလာလောက်ကလေးက၄နာရီမီးပေး၈နာရီမီးဖြတ်တဲ့အလဲကျမီးပေးဇရာကွက်နဲ့ပေးနေတာလို့ EPC ကပြောတယ်။ ်အခုကတော့ဘယ်နှနာရီမီးပေးလဲတော့မသိတော့ဘူးလာကိုမလာတော့တာလာရင်လဲခဏလောက်လာပြီးတော့ပြန်ပြတ်သွားတာပဲအရင်ကတော့ဘယ်အချိန်မီးလာပြီးတော့ဘယ်အချိန်မီးပြတ်မယ်ဆိုတာကိုလိုက်ပြီးတော့လှုပ်ရှားရှိတာတွေလှုပ်ရတာအခုကတော့သူလဲပုံမှန်မဟုတ်ပဲနဲ့ပြက်ချင်းတလို့ပြက်နေတော့ကိုလဲမမှတ်ထားတော့ဘူးလို့အောင်မြေတာဆန်မြို့နယ်ကပြည်သူတို့ကပြောဆိုထားပါတယ်တနိုင်ငံလုံးမှာတရက်ကိုလျှက်စစ်ဓာတ်အားလိုအပ်ချက်9443မဂါဝက်ရှိတော့လေ2800မဂါဝက်ခန့်သာထုတ်လုပ်နိုင်တဲ့အတွက်တရက်လိုအပ်ချက်ရဲ့90ရာခိုင်နှုန်းကသာထုတ်လုပ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ် ဒါကြောင့်လျှက်စစ်မီအပြည့်အဝကိုပုံမှန်မပေးနိုင်ကြောင်းကိုစစ်ကောင်စီကပြောကြားထားပါတယ်။လက်ရှိမှာဒဏ်အားလိုက်များဖြည့်ဆည်းခံရခြင်း၊ဆယ်များမှာရေပြည့်ဝစွာမရရှိခြင်း၊တဘာဝတန်းဝင်များလုံလောက်စွာမရရှိခြင်းတို့ကြောင့်တနိုင်ငံလုံးလျှက်စစ်လိုအပ်ချက်ရဲ့ရာဂိုင်နှုန်း90ခန်းကိုသာထုတ်လုပ်ပေးနိုင်ပြီးရန်ကုန်ကို46ရာဂိုင်နှုန်း၊မန္တလေးကို16ရာဂိုင်နှုန်းနဲ့ကျန်းတဲ့တိုင်းနဲ့ပြည်နယ်များကို38ရာဂိုင်နှုန်းခွဲဝေဖြန့်ဖြူးပေးနေရတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ညောင်ပင်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီအုပ်စုကစစ်သားတအုပ်ဟာကင်းထောက်ထွက်လာတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလာ၁၄ရက်နေ့ကမြင်းညံမြို့နယ်ညောင်ပင်ရွာမှာတပ်ဆွဲနေတဲ့စစ်ကောင်စီအုပ်စုကစစ်သားတအုပ်ဟာအရွက်ဝတ်နဲ့ထွက်လာတဲ့အချိန် PDF များကဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရပါဗျ။သို့သောအဲ့ဒီစစ်သားကပြန်လည်ခုခံပြီးတော့ထွက်ပြေးရန်စူးစမ်းခဲ့တဲ့အတွက်ကြောင့်ပြစ်ခတ်ခဲ့ရာတိတ်ဆုံသွားကြောင်းကို မြင်းကြံခရိုင်တိုင်ရင်းရှစ်နထိုးကြီး regional defense force ကဒူရင်မူကိုလင်းလက်ကပြောဆိုထားပါတယ်။ကင်းထောက်တဲ့အနေနဲ့ထွက်လာတာသတင်းရလို့သွားဖမ်းတာစစ်ဆေးတဲ့အချိန်မှာသူကပြန်လဲခုခံထွက်ပြေးလို့ရှင်းလိုက်တာလို့ကိုလင်းလက်ကပြောဆိုခဲ့ပါတယ်။အဲ့ဒီတပ်သားဟာမိထီလာကပ္ပဆ3မြောက်ဘက်မှာရှိတဲ့ထောက်ပို့တပ်ကဖြစ်ပြီးတော့လက်နက်ပါမလာတဲ့အတွက်ကောက်ယူနိုင်ခြင်းမရှိဘူးလို့မြင်းကြံခရိုင်တိုင်ရင်းရှစ်ကဒူရင်မူကိုလင်းလက်ကပြောဆိုခဲ့ပါတယ်။အဲ့ဒီတပ်သားရဲ့အလောင်းကိုစစ်ကောင်စီကလာရောက်ယူဆောင်ခြင်းမရှိတဲ့အတွက်ကြောင့် PDF များကကြိုပေးခဲ့ရတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာမြင်းညာမြို့နယ်မှာရှိတဲ့ AR မြေရိုးတလျှောက်မှာရှိတဲ့ရွာတွေကိုစစ်ကြောင်းထိုးတပ်ဖြတ်နေပြီးတော့မေလ23ရက်နေ့နဲ့14ရက်နေ့ကရွာရှိရွာကိုနှစ်ရက်ဆက်တိုက်ဝင်ရောက်ပြီးတော့ရွာလုံးကျွတ်မီးရှို့ပြီးရဲသားပြည်သူ9ဦးကိုတပ်ဖြတ်သွားခဲ့ကြအောင်တရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းကလေးမြို့အနောက်မြောက်ဘက်မှာရှိတဲ့တာယာကုန်းရွာကိုအကြမ်းဖက်စစ်ကောင်စီကမေလ16ရက်နေ့ညမှာစတင်မီးရှို့နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မေလ16ရက်ည9နာရီခွဲအချိန်ကမှတာယာကုန်းရွာကုန်းစစ်ကောင်စီကစတင်မီးရှို့နေပြီးတော့ည10နာရီကျော်အထိကိုနေအိမ်များမီးလောင်နေဆဲဖြစ်တယ်လို့သိရပါတယ်။အရင်နေ့တွေကလေးက drone တွေလက်နက်ကြီးတွေကျလို့အိမ်တွေပျက်စီးတာတွေလည်းရှိတယ်။မီးလောင်တာကတော့မေလ16ရက်နေ့ညနေမှာစလောင်တာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ကလေးမြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ကာကွယ်တပ်ဖွဲ့ဝင်များဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေပြီးတော့ပြီးခဲ့တဲ့နေ့တွေကလည်းစစ်ကောင်စီရဲ့ drone နဲ့လက်နက်ကြီးတွေကြားရောက်ပောက်ကွဲမှုကြောင့်ကာကွယ်တပ်ဖွဲ့ဝင်နှစ်ဦးကြာဆုံးခဲ့ပြီးတော့6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ပြည်တော်သားရွာမှာရှိတဲ့ခရီးအန်ဖျားရှိခိုးကြောင့်အပါအဝင်နေအိမ်များလည်းအကုန်လုံးနှီးပါမီးလောင်ပျက်စီးသွားရတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ